ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်အောက်တိုဘာလ20ရက်နေ့ကနေအောက်တိုဘာလ26ရက်နေ့အတွင်းနေ့အလိုက်ဆောင်ရင်ရှောင်းရံနေကိုကျွန်မပြောပါမယ်နော်ဒီကာလမှာစိုးမိုးတဲ့ခန်းန်းတွေကိုကျွန်မအရင်ပြောပါဦးမယ်အောက်တိုဘာလနော်အဲ20အမ် အောက်တိုဘာလ20ရက်နေ့ကနေ26ရက်နေ့အတွင်းမှာစိုးမိုးတဲ့ခဏန်းတွေကိုကျွန်မပြောပါမယ်။စိုးမိုးတဲ့ခဏန်းတွေကတော့ကိုးခဏန်း9နှစ်ခဏန်း4ခဏန်းကိုးခဏန်း9ခဏန်း4ခဏန်းစိုးမိုးပါတယ်။ကိုးခဏန်း9ခဏန်း4ခဏန်းစိုးမိုးပါတယ်။နော် နောက်တစ်ခုနောက် तू ကတော့ဒါအရန်ဆိုးမိုးတာတော့မဟုတ်ဘူးဒါပေမဲ့เนาะဒါလည်းထည့်တွက်ဖို့လိုပါတယ်အဲ့တော့အဲ့ဒါကဘယ်ကဏ္ဍလဲလို့ပြောရင်၃ကဏ္ဍ၃ကဏ္ဍเนาะအဲ့တော့ကိုကထီထိုးမယ်ဆိုလို့ရှိရင်ထီထိုးရင်ကျွန်မတခုပြောမယ်เนาะထီထိုးမယ်ဆိုရင်ကိုရဲ့မွေးကဏ္ဍမွေးကဏ္ဍဆိုတာကဘာလဲလို့ပြောရင်15ရက်နေမှာမွေးတဲ့လူက6ကဏ္ဍအဲ့ဒါမွေးကဏ္ဍ နော်ကိုယ့်ရဲ့မွေးကနန်းရယ်နံပါတ်၁ကကိုယ့်ရဲ့မွေးကနန်းဥမာ15ရက်နေ့မွေးတယ်ဆိုရင်တစ်လုံးကနန်းတစ်ခုလည်းဖြစ်အောင်ပေါင်းလိုက်15ရက်နေ့ဆိုတော့1နဲ့9နဲ့ပေါင်းတော့6ကနန်းဟုတ်ပြီနော်အဲ့ဒါကိုယ့်ရဲ့မွေးကနန်းအဲ့ဒီမွေးကနန်းကို ठी နံပါတ်၁အကုန်လုံးပေါင်းကြည့်ပေါင်းကြည့်လို့ကိုယ့်ရဲ့မွေးကနန်းရတယ်ဆိုရင်အဲ့ဒီ ठी ကကိုယ့်အတွက်ထိုးတိုက်တဲ့ ठी အဲ့ဒါကိုထိုးလို့ရတယ်နော်နောက်တစ်ချက်ကကြတော့နော်ကိုယ့်ရဲ့ မွေးတဲ့မွေးနေ့တွေမွေးရက်တွေမွေးလတွေခုနှစ်တွေကိုတစ်ခုလုံးအကုန်ပေါင်းလိုက်နော်ပေါင်းလိုက်တဲ့အခါကျရင်နောက်ဆုံးကဏ္ဍတစ်လုံးနဲ့ထိရအောင်ပေါင်းနော်အဲ့နောက်ဆုံးကဏ္ဍတစ်လုံးနဲ့ထိရတဲ့ကဏ္ဍဟာကိုယ့်အတွက်ကဏ္ဍအဲ့တော့လူတစ်ယောက်မှာကဏ္ဍနှလုံးရှိမယ်ပထမတစ်လုံးကကိုယ်မွေးနေ့ကိုပေါင်းတဲ့ကဏ္ဍနော်အဲ့တော့အဲရှစ်ရက်နေ့မွေးတဲ့လူဆို၈ကဏ္ဍ နော်၈ရက်နေ့၈လ1988ရက်မှာမွေးတဲ့လူဆိုရင်၈ရက်မွေးနေ့၈ရက်မွေးလ၈ရက်1988ရက်အကုန်လုံးပေါင်းအကုန်လုံးပေါင်းပြီးရလာတဲ့ဂဏန်းတစ်လုံးနဲ့ရလာလိမ့်မယ်အဲ့ဂဏန်းဟာကိုယ့်အတွက်ဂဏန်းပဲပေါ့နော်အဲ့တော့ထီပေါက်ချင်တဲ့လူတွေနော်ထီထိုးချင်တဲ့လူတွေကြာရင်အဲ့လိုမျိုးကိုယ့်ရဲ့မွေးနေ့ဂဏန်းရဲ့ခုနှစ်တစ်ခုလုံးပေါင်းပြီးတော့နော်ရနိုင်တဲ့ဂဏန်းရဲ့ဒါကို ကိုကထီပေါက်ဆင်မှာထီပေါက်ဆင်ကထီကနန်းနေအကုန်လုံးပေါင်းလိုက်ပေါင်းလိုက်ပြီးတော့ကိုရဲ့ကနန်းဖြစ်နေတယ်ဆိုရင်အဲ့ဒီထီဟာကိုထိုးစင်းတဲ့ထီပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းမှာထီပေါက်နိုင်သောကံနဲ့ဘယ်ဘယ်လတွေမှာထီပေါက်နိုင်သောကံကလူတိုင်းမှာမရှိဘူးနော်တချို့လူတွေမှာထီပေါက်နိုင်သောကံကမွေးလာခဲ့ပြီးကလေးကပါလာခဲ့ပြီးသားနော်အဲ့တော့ ဘယ်လနေမှာထိပေါက်နိုင်တယ်လဲဆိုတာတော့လူတိုင်းမှာရှိတယ်ဘယ်နှစ်ခုနဲ့မှာဘယ်အသက်အပိုင်းခြားမှာထိပေါက်နိုင်တယ်လဲဆိုတာဘေးရင်နဲ့တွက်လို့ရတယ်နော်ဟာဒီဘုံဒီသက်သက်မှာထိပေါက်ကိန်းရှိမရှိဆိုတာလေဘေးရင်ကတွက်လို့ရတယ်ပေါ့နော်အဲ့တော့ဟိုဒါကကျမတို့ဒါဘဟုစုတအနေနဲ့ပြောတာကိုယ့်ရဲ့မွေးကနန်းငုံမှတ်ထားပြီးတော့ထီထိုးရင်လေဒါဟာကောင်းတယ်ကိုယ့်အတွက်ကောင်းတယ်ပေါ့နော်ထီတယ်မဟုတ်ဘူးကိုယ့်ရဲ့ ကိုဝယ်မဲ့အိမ်နံပါတ်တို့เนาะကားနံပါတ်တို့ဆိုရင်ကို့နံပါတ်ကလေးတွေဆိုရင်တော့ကို့အတွက်အကျိုးပေးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်မဆက်ပြီးတော့ပြောပါမယ်အော်တိုဘာလ20ရက်နေ့ပေါ့နော်အော်တိုဘာလ20ရက်နေ့ကိုစပြီးတော့ကျွန်မပြောပါမယ်အော်တိုဘာလ20ရက်နေ့က အပြောမယ်ဆိုရင်ဝစီယယုတ်နဲ့မုခယုတ်ရတဲ့နည်းဖြစ်တယ်ဝစီယယုတ်ဆိုတာကတော့ဆုံးပျက်စီးဆုံးရှုံးခြင်းကို ဖြစ်စေတဲ့ယုတ်ပါเนาะအဲမု မုခယုတ်ကကြတော့သူကဒါလဲတိတ်ကောင်းတဲ့ယုတ်တော့မဟုတ်ဘူးပေါ့နော်အဲ့တော့အောက်တိုဘာလ20ရက်နေ့ကသူကညချမ်းနေထဲမှာတော့ပါတယ်เนาะအသင့်တင့်ချမ်းနေအရန်ကြီးချမ်းနေနေတော့မဟုတ်ဘူးအသင့်တင့်ချမ်းနေထဲမှာပါပါတယ်ဘာကြောင့်လဲဆိုတော့ဝစီယယုတ်နဲ့เนาะမုခယုတ်ဆိုတာကလူတွေကိုထိခိုက်စေတဲ့ယုတ်ဖြစ်တယ်ကောင်းကျိုးမရှိတဲ့ယုတ်ပေါ့နော်အဲ့တော့ရှောင်းရံအမောင်ကာလကတော့မနဲ့2နာရီ နော် မနေ့၃ည၃ည၌ရနေမနေ့၂ညတွင်အမောင်ကာလဖြစ်သလိုမနေ့၅ညရနေပြီးတော့၅ည၁၁မိနစ်ကနေပြီးတော့ည၁၂ညအတွင်းလဲအမောင်ကာလဖြစ်ပါတယ်နော်အဲ့တော့ဒီလိုအမောင်ကာလမှာကိုကကိုရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့ ွက်ကတော့ကျမကတော့ရှောင်စိတ်ချင်ပါတယ်ဒီလိုကာလမှာကိုကကုသိုလ်ရေးတွေကိုပူပြီးတော့လှုပ်စီချင်ပါတယ်ကံပွင့်လက်ပွင့်စီတဲ့အရာကတော့အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိရက်ဖြစ်ပါတယ်ရွတ်ပွားပူဆောင်းမဲ့ခါတာကတော့ရတနာတုံနဲ့ဘောစင်တုံဖြစ်ပါတယ် လူတမ်းမယ်ဆိုလို့ရှိရင်တော့နော်2025တစ်နှစ်လုံးမှာနဝင်းဆုံးကအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့နဝင်းဆုံးကိုလူတမ်းနိုင်ပါတယ်အောက်တိုဘာလ21ရက်နေ့ကတော့နော်ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့ဓွားချရုပ်ရတဲ့နေ့ဖြစ်ပါတယ်နော်21ရက်နေ့ကလည်းနေ့မကောင်းပါဘူး ရှောင်းရံအမောင်ကာလာကတော့မနက်3ည3ညနာရီရနေပြီးတော့မနက်9နာရီနဲ့16မိနစ်အတွင်းဟာအမောင်ကာလာဖြစ်သလိုညနေ3နာရီရနေပြီးတော့ညနေ4နာရီခွဲကလည်းအမောင်ကာလာဖြစ်ပါတယ်အဲ့လိုကာလာတွေမှာတော့ကိုကဂေယူဒီဇိုင်းတဲ့ဟိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုအထူးရှောင်သင့်ပါတယ်ကံပွင့်လက်ပွင့်စီတဲ့အရာကတော့ပန်းရောင်ဖြစ်ပါတယ် အရက်နဲ့နာနေနေဆိုလို့ရှိရင်တော့အရှိမြောင်ရက်ဖြစ်ပါတယ်။ရွပွားမှုဆိုရမယ်ခါတာကတော့ဂုံတော်ကွန်ချာနဲ့ပုပ္ပနာတုပ်ပဲဖြစ်ပါတယ်။လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆိုးကိုလှူဒန်းနိုင်ပါတယ်။အောက်တိုဘာလ22ရက်နေ့ဗုဒ္ဓဟူးနေ့ကတော့မြစ်စုယုတ်နဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေတတ်တဲ့ကာနာယုတ်ရတဲ့နေ့ဖြစ်ပါတယ်။မြစ်စုယုတ်ကကြတော့သူကလူတွေကိုထိကိုက် ပျက်စီးသေဆုံးစေတဲ့ရုပ်ဖြစ်တယ်လို့ကာနရုပ်ကြတော့လဲဆင်းရဲဒုက္ခကိုပေးတဲ့ရုပ်ဖြစ်ပါတယ်အဲ့တော့အခါမကောင်းပါဘူးเนาะတနေ့တာလုံးအမောင်ကာလဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဖူးနေ့ရလဲအမောင်ကာလဖြစ်တဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့နေ့တည်းမှာမပါပါဘူးရှင်ဂေယုဒဆိုင်နဲ့နေထိုင်ရမယ့်နေ့ပဲဖြစ်ပါတယ်တံပွင့်လက်ပွင့်စေတဲ့အရာကတော့ အဝါရောင်ဖြစ်ပါတယ်အရက်မျက်နာအနေနဲ့ကတော့အရှိရက်ဖြစ်ပါတယ်ရွတ်ပွားပူဇော်ရမယ့်ခါတာကတော့သံပုတ်တွေခါတာနဲ့ဒါရဏပရိတ်ဖြစ်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆိုးကိုလူတန်းနိုင်ပါတယ်အောက်တိုဘာလ23ရက်နေ့ကတော့ကျောင်းအိမ်တိုက်တာတွေကိုစောက်လို့နိုင်ရတဲ့သူတိသူသူတိယရုပ်နဲ့တိုးတက်ကြီးပွားစေတဲ့ဝေပုမာနာရုပ်ရတဲ့နေ့ဖြစ်ပါတယ် ပြောမယ်ဆိုရင်တော့နေရကောင်းတဲ့နေထဲမှာပါပါတယ်။အမောင်ကာလကတော့နေ့တနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းအချိန်ကာလမကောင်းပါဘူး။အဲ့ဒီအချိန်ကာလကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်ပါတယ်။ ကံဘွက်လက်ပွင့်စေရဲ့အရောင်ကတော့အဖြူရောင်ဖြစ်ပါတယ်။အရက်မျက်နှာကတော့အနောင်မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါရာကတော့24ပစ္စည်းပထန်းဖြစ်ပါတယ်။လူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆိုးကိုလူဒန်းနိုင်ပါလိမ့်ရှင်။အော်တိုဘာလ24ရက်နေ့ကတော့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုံနဲ့ ပင်မဆင်းရဲခြင်းကိုဖြစ်စေတဲ့ရက်ခါတရုပ်ရတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမောင်ကာလကတော့မနက်9:20နာရီကနေပြီးတော့ညနေ9:00နာရီထိအချိန်ခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့တခွားရောင်နှုတ်နှစ်ရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုလို့ရှိရင်တော့အရှိမြောက်အရက်ဖြစ်ပါတယ် ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့ဂုံတော်ကွန်ချာပုပ္ပနာတုံးနဲ့မြတ်တာတုတ်ကို ပူဇော်သင့်ပါတယ်။လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းပေးပါ။အောက်တိုဘာလ25ရက်နေ့ကတော့စနေနေ့ဖြစ်ပါတယ်။ အမတယုံနဲ့ချင်းမြင့်မြောက်စားခြင်းခံရတတ်တဲ့အမတယုံနဲ့ပစ္စည်းဥစ္စာတွေကိုကုံဆုံးစေတတ်တဲ့မုဒလာယုံရတဲ့နေ့ဖြစ်ပါတယ်။အကောင်းအဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်၈နာရီကနေပြီးတော့၈နာရီနဲ့48မိနစ်အတွင်း အချိန်ခါမကောင်းပါဘူးမနေ့9နာရီရနေပြီးတော့မနေ့10နာရီနဲ့30မိနစ်အတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့ဒီလိုကာလတွေမှာကိုကအမြင်စီလိုတဲ့ကိစ္စတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဒီလိုကာလတွေကနော်ရှောင်းတဲ့နေ့တွေမှာပါဝင်ပါတယ်ကံဖွင့်လက်ပွင့်စေတဲ့အရာကတော့မိโกရောင် ဖြစ်ပါတယ်။အရက်မျက်နာအနေနဲ့ဆိုလို့ရှိရင်တော့အနောင်မြောက်ရက်ဖြစ်ပါတယ်။ရွတ်ပွားပူဇော်ရမယ့်ခါတာကတော့တံပုတ်ဒီခါတာနဲ့ဓာရဏပရိဖြစ်ပါတယ်။လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းပေးပါ။အောက်တိုဘာလ26ရက်နေ့အောက်တိုဘာလ26ရက်နေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်။တနင်္ဂနွေနေ့မှာကာနယုတ်နဲ့ ိတ်တိယုတ်ရတဲ့နေ့ဖြစ်ပါတယ်။ကာမယုတ်ကတော့ဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတဲ့ယုတ်ဖြစ်ပြီးတော့တိတ်တိယုတ်ကတော့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့ယုတ်ဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်တော့အကောင်းအဆိုးနှစ်မျိုးစလုံးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ ။ရှောင်းရံအမောင်ကာလာကိုကြည့်တဲ့အခါမှာအမောင်ကာလာက၃ည၃ည나이ရနေ၃ည나이48မိနစ်တွင်အချိန်အခါမကောင်းပါဘူး။ညနေ၄나이30မိနစ်ကနေပြီးတော့ညနေ6나이အတွင်းမှာအချိန်အခါမကောင်းပါဘူးရှင်။ဒီလိုမကောင်းတဲ့အချိန်အခါကိုရှောင်းပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့မနက်10နာရီအလုံးမှာ နော်သိတ္တိယုတ်ရထားတဲ့အတွက်အဲ့ဒီကာလမှာတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်နော်လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့ကျမကတော့အဖြူရောင်ကိုညွှန်ပါတယ်။အဖြူရောင်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်နော်မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ဂါရာကတော့ပရိတ်ကြီး73 ဖြစ်ပါတယ်။เนาะကျမအနေနဲ့ကတနည်းနည်းနေ့တိုင်းမှာကျမကပရိကြီးဆက်သတ်တုတ်ကိုရွတ်စေချင်တယ်ပေါ့เนาะဖြစ်မှန်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ပရိကြီးဆက်သတ်တုတ်ကိုเนาะအပတ်တစ်ပတ်လုံးကိုကနေ့တိုင်းရွတ်နိုင်ရင်တော့ပိုကောင်းပါတယ်။တကယ်လို့နေ့တိုင်းမရွတ်နိုင်ဘူးကိုယ့်အတွက်အချိန်ပေးဖို့အခက်အခဲရှိတယ်ဆိုရင်တစ်ပတ်မှာတရက်ဆက်တတ်တော့လုံးစုံအောင်ရွပွားပူဆောင်ပေးပါအဲ့တော့ جماعه အနေနဲ့ နော်အောက်တိုဘာလ20ရက်နေ့ကနေပြီးတော့26ရက်နေ့အတွင်းမှာဂျိုနီထားရနေ့လိုက်ဆောင်ရယ်ရှောင်းရယ်နေလို့တော့ကျမပြောချပြပါပြီဒါအပြင်နော်ဒီလိုကာလမှာဘေးအန္တရာယ်ကင်းကင်းနဲ့နော်ကပ်ဘေးတွေလဲကိုက ကျော်လွားနိုင်မယ်ဟလာကိုရဲ့အာကုသူကံနေကိုနောက်ကိုကတ်နေတဲ့အာကုသူကံတွေလေ ကိုကိုအကျိုးမပေးနိုင်မှုအတွက်လှုပ်ဆောင်ရမှာတွေကိုလေကျွန်မကညဝေခဲ့ပြီးပါပြီအဲ့တော့ချက်သောသူများအားလုံးကျမ်းမာကြပါစီချမ်းသာကြပါစီ